အဲ့တော့တိခဏဲဆိုတာအပြုံးမပြတ်မူလစိတ်အခြေအနေကိုထိမ့်သိမ်းထားနိုင်စွာရှိတဲ့သဘောတာခန္တီလို့အများသိအောင်ပြောတဲ့အခါကျတော့အေးစိတ်အခြေအနေ ထိမ့်ထားသည့်အတွက်ကြောင့်ရိုင်းပြတဲ့စကားကိုမပြောဘူးချန်တမ်းမှုတွေကိုမပြဘူးဆိုတာတော့စိတ်အခြေအနေမထိမ့်နိုင်ဘူးဆိုလို့ရှိရင်ရိုင်းပြတာတွေလောက်လာမယ်ချန်တမ်းတဲ့စကားတွေကိုထုတ်ဖို့ပြောလာလိမ့်မယ် ဒါမခံနိုင်ဘူးဆိုတဲ့အသေးပဲပြတ်သွားတယ်။ခံနိုင်ပြီဆိုတဲ့အခြေအနေကြတော့ဇံပြမှုတွေကိုလည်းမပြဘူး။ဒီပြန်လန်တုတ်ပြန်ပြီးတော့ဉာဏ်နဲ့တဲ့စကားပြောဆိုမှုကိုလည်းမလုပ်ဘူး။ဒါတွေမလုပ်တာဘာကြောင့်လို့ဆိုရင်ပင်ကိုယ်စိတ်အခြေအနေကိုထိုင်းသိမ်းထားလို့ပဲလို့သူတို့ပြောတာနော်။ဒါကြောင့်မို့ခန္တီဆိုတဲ့တရားအင်တမအရေးကြီးတယ်တဲ့။ မေတ္တာကိုကြာရှိထိမ့်နိုင်ဖို့အတွက်ဘသူကနေထိမ့်ပေးတာလို့ဆိုခန္တီရမှာထိမ့်နိုင်တာခန္တီမပါလို့ရှိရင်မေတ္တာပျက်စီးသွားအလွယ်တကူမေတ္တာပျက်စီးသွားဒါကြောင့်မို့ခန္တီဟာမေတ္တာကိုထိမ့်သိမ့်တဲ့နေရာမှာတော့အရေးကြီးတဲ့အကြောင်းတစ်ခုဖြစ်တယ်လို့ပြောဆိုတာ